အရှင်ဖရာတတိတော်အမေကို စိတ်နဲ့ဆဲတာအပြစ်ရှိလားဖရာတဲ့ဟာအပြစ်ရှိတာပေါ့နော်စိတ်နဲ့ဆဲတယ်ဆိုတာမနှောကန်နဲ့ပြင်းမာလိုက်တာအရှင်ဖရာတတိတော်အမေကိုစိတ်နဲ့ဆဲတာအပြစ်ရှိလားဖရာတဲ့ဟာအပြစ်ရှိတာပေါ့နော်စိတ်နဲ့ဆဲတယ်ဆိုတာ မနောကံနဲ့ပြင်မာလိုက်တာမနောကံကလည်းပဲအကျိုးပေးတယ်နော်ဦးဇင်းတို့မြက်စွာဖရာနှုတ်စဉ်အခါတုန်းကတန်ဃာမျိုးမှလူဖြစ်ပါတယ်တနေ့မိခင်ဖြစ်သူကငါးခေါင်းကိုထုတ်နေတာကိုဖရာအလောင်းကမြင်တဲ့အခါမှာစိတ်ထဲကနေဝမ်းမြောက်မိပါတယ်အဲ့ဒီအကုသို့ကံဟာဖရာအဖြစ်သို့ရောက်တဲ့အခါမှာခေါင်းကိုက်တဲ့ဝေဒနာခံစားရပြီးဝိကျွေးအဖြစ်နဲ့ပေးဆက်ရပါတယ်နောက်ပြီး ကာယကံဝစီကံမနောကံဆိုတဲ့ကံ၃ပါးထဲမှာမနောကံအဖြစ်ကအကြီးဆုံးဆိုတာကိုမေဇိမနိကေမေဇိမပါဏာတပါဠိတော်ကဟပတိဝတ်ဥပါဠိတုတ်တံမှာမြတ်စွာဘုရားကိုယ်တိုင်ဟောကြားထားပါတယ်။ဘာကြောင့်ကံ၃ပါးထဲမှာမနောကံအဖြစ်ကအကြီးဆုံးဖြစ်ရတာလဲဆိုရင်ဝစီကံနဲ့ကာယကံဖြည့်မြောက်ဖို့အတွက်ကိုမနောကံကစိတ်စော်တိုက်တွန်းပေးလို့ပဲဖြစ်ပါတယ်။ဒါကြောင့်မိခင်ကိုစိတ်ထဲကဆဲတယ်ဆိုတာဟာမနောကံနဲ့ပြင်းမာလိုက်တာဖြစ်တဲ့အတွက် အပြစ်လည်းရှိတယ်လို့အပြစ်လည်းကြီးပါတယ်နော်တန်ခေါနာမှာဒုတိလောနတိတဲ့တန်ခါမှာဒုတိလပုဂ္ဂိုလ်တိလမရှိတဲ့ပုဂ္ဂိုလ်မရှိဘူးတဲ့ဟဲ့လားအဲအဲ့ဒါဆိုလို့ရှင်ဟိုကိုတော်ကတက္ကမကိုမတင်းချင်းမို့ကြံတယ်မောင်မင်းတော်ကဒါနဲ့ပေါ်ချင်းပြီးခုတ်တပ်လိုက်တယ်ဒါဆိုလို့ရှင်အဲ့ဒါကိုကြည့်ပြီးတော့တိလမရှိဘူးပြောမယ်ဆိုလို့ရှင်မှန်လားဆိုမှန်ဘူးအဲ့ဒီပုဂ္ဂိုလ်ကပုဂ္ဂိုလ်ပဲတန်ခါမဟုတ်ဘူး တန်ခါဆိုရ၄ပါ၄ပါအထက်ပေါ့လေအဲ့ဒီပုဂ္ဂိုလ်ကသူကမတင်းကျင်တာမှန်တယ်လူတက်တာမှန်တယ်အဲ့ဒီပုဂ္ဂိုလ်ကပြောလို့ရှိရင်ဘာမှကိစ္စမရှိဘူးအဲ့ဒီပုဂ္ဂိုလ်ကအကြောင်းပြုတဲ့ဘုန်းကြီးတွေအကုန်လုံးကဒီလိုပဲလို့ပြလိုက်တဲ့အခါမှာတန်ခါကိုစော်ကားသူဖြစ်သွားပါတယ်တန်ခါမှာဆိုလို့ရှိရင်အပြိယတန်ခါလည်းပါတယ်ပြိဿတန်ခါလည်းပါတယ်ပေါ့လေအပြိယတန်ခါလည်းပါပြီးအတော့ကြောင့်သူ့ကိုစော်ကားလိုက်မှဆိုလို့ရှိရင်အရိယူပဝါဒကန်ထိုက်ပါတယ်အဲ့ဒီကန်ထိုက်မှဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကဘယ်တော့မှတရားအထုတ်လို့မရတော့ပါဘူး တရားအထုတ်လေတရားထုတ်တရားမြတ်ကိုမရပါဒါကြောင့်တန်ခါကိုမစော်ကားနဲ့ပေါ့လေဥစဉ်ဗုဒ္ဓဘာသာပါဒမှာជីညိုရမှာများတန်ခါကိုကိုရမှာရွေးချက်ထားတယ်ကိုကជីညိုမှာဆိုလို့ရှိရင်တန်ခါအကုန်လုံးကိုခြုံပြီးတော့ជីညိုပေါ့ဒါဆိုကုသအင်မတန်ကြီးတယ်ပေါ့လေမြတ်စွာဘုရားကအလူခဏမှာအမြဲတမ်းပုဂ္ဂိုလ်ကကြတော့ဘုရားမှုရှိတော့တန်ခါတော်မြတ်ရွေးချက်ပါတယ်နော်ဘုရားမှုရှိတော့တန်ခါတော်အရှင်သီမတ်တွေကိုလှူပါလို့တိုက်တော်တယ်ဘာကြောင့်လဲတန်ခါကိုလှူလို့ရှိရင်အကျိုးကြီးတယ်ပေါ့ ဲတော့ဂေါတမီကမဲတပြားကိုခြေတန်းကတ်တဲ့ခါမှာဂေါတမီတန်ဃာကိုလူတန်ဃာကိုလူလို့ရှိရင်အကျိုးကျေးဇူးများလို့ဆိုပြီးတော့တိုက်သွန်းပါပြီးတော့လည်းမဲတပြားကသူလွန်တဲ့ခါမှာပုဂ္ဂိုလ်ကိုရေးပြီးတော့ဒီအဖော်စစ်သူကမအပ်ထားဘူးတန်ဃာကိုပဲအပ်တာဖြစ်တယ်တန်ဃာကိုပဲအပ်ထားတာဟင်တာပြီးတော့မှအဲ့တန်ဃာနဲ့ပြီးခေါင်းဆောင်ပြန်ရွေးတာပေါ့လေဓမ္မဝိနည်းကိုပဲဆရာသင်ခိုင်းတာ ဲ့ဒီဓမ္မဝိနည်းနဲ့အညီအုပ်ချုပ်ကမှာတန်တန်ကကပုဂ္ဂိုလ်ကိုကိုးကွယ်မယ်ဆိုလို့ရှိရင်ရွေးချယ်ရတယ်ကြာသူမှပညာရှိလားပညာတတ်လားတီလာရှိလားတီလာမရှိဘူးလားထိတ်တာကောင်းလားမကောင်းဘူးလားအရှုပ်ရင်းနဲ့ကင်းလားမကင်းဘူးလားဒါဒီအသာကိုကလိုက်ပြီးရွေးချယ်ရအဲ့ဒီပုဂ္ဂိုလ်ကိုဆရာတင်မယ်ဆိုလို့ရှိရင်အခုဆိုလို့ရှိရင်ဒီကမ္မဆိုလို့ရှိရင်တရားတင်မှားတယ်ပေါ့လေ